ပြည်သူများအားလုံးပဲမင်္ဂလာပါပုဂ္ဂတော်နာဇီဖုတ်ကောင်တွေနဲ့ဆိုပြီးဖုတ်ကောင်တွေရဲ့နောက်ဆုံးတိုက်ပွဲမှာဖုတ်ဖို့ချင်းပြန်ဘယ်သူနိုင်မလဲဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးကြပါမယ်ရုပ်ရှင်ရဲ့အစမှာတော့ကိုလုံကလေးတယောက်ဟာစေယုံပေါ်မှာနိုးလာခဲ့ခြင်းမှာကျိုးတုတ်ခံထားရပြီးခန္ဓာကိုယ်ရဲ့စေပိုင်းတချို့ကဇွန်ဘီရဲ့စေပိုင်းတွေဖြစ်နေခဲ့ပါတယ်လက်နှစ်ဖက်နဲ့ခြေထောက်နှစ်ဘက်ကိုဇွန်ဘီရဲ့ခြေလွတ်တွေနဲ့စားထိုးထားတာလည်းဖြစ်ပါတယ်ငါကုဆိုတော့ channel တစ်ခုကတနေရာပေါ့အဓိကကအဓိကမဟုတ်လားခြေလွတ်တွေကိုပြောတာပါ ီလိုမဖြစ်ခင်လွန်ခဲ့တဲ့3ရက်လောက်ကကိုလုံဂရီနဲ့တငယ်ချင်းတက်တရာပုံမတိပါမတိနဲ့နှင်းအောင်ပေါ်ကအိမ်အောင်တစ်ခုစီကိုပျော်ဝဲစာထွက်လာခဲ့ကြပါတယ်အခန်းအောင်တစ်ခုထဲမှာတက်သားတက်တာဟောင်းတစ်ခုကိုတွေ့ခဲ့ပြီးဖွင့်ကြည့်လိုက်တော့ဒင်ငါးပြားတွေကိုတွေ့လိုက်တာကြောင့်ပုံမတိပါမတိနဲ့ဖွယ်သားတွေကဝိုင်းလူကြပါတယ်အဲ့လိုဒင်ငါးပြားတွေကိုယူလိုက်တာကကျင်းစာမိနေတဲ့ဖုတ်ကောင်ဇွန်မီတွေကိုနှုတ်လိုက်တာနဲ့တူပါတယ် ယုတ်တရက်ဆိုသူတို့နာစီစစ်သားတွေကနှိုးထလာကြပြီးကိုလုံးကြီးတို့ဖွဲ့သားတွေကိုလိုက်ကိုက်ကြပါတော့တယ်အကုန်လုံးလည်းရစရာမရှိအောင်စုပြတ်တက်ပြီးမှလက်ကီးအကုန်ကြတယ်ဆိုပေမဲ့ကံကောင်းစွာပဲကိုလုံးကြီးကလက်မှာဆုံးပြီးကိုက်ခံလိုက်ရပါမယ်ချင်းစောတစ်ခုမှခြံခဲ့ပါတယ်အတက်လောက်ဘေယာကမှအေးမကြီးတာကြောင့်တင်းကားတက်တာကိုဇွန်ဘီတွေစီပစ်ချပေးခဲ့ပြီးတွေ့ရလန်တိုင်တချို့တွေထွက်ပြေးလာခဲ့လိုက်ပါတယ်တင်းကားပြားတွေကိုပြန်ပေးပြီးမှဇွန်ဘီတွေကသူ့ကိုလွတ်မယ်ထင်နေခဲ့ပေမဲ့တကယ်တော့မဟုတ်ခဲ့ပါဘူးဇွန်ဘီဖုတ်ကောင်တွေရဲ့ခေါင်းဆောင်ဖြစ်တဲ့ပူကြီးကကိုလုံးကြီးသွားတဲ့ကားနောက်ကိုထက်ချက်မကွာလိုက်လာပြီးလိုက်တိုက်ခဲ့ခဲ့ပါတယ် ကံကောင်းစွာနဲ့ပဲရှေ့ကလာတဲ့ထရက်ကနဲ့ညှက်တက်လိုက်တာကြောင့်ဘူကြီးကြံရစ်ခဲ့ပါတယ်။တကယ်တော့ဘူကြီးကလိုက်လာခဲ့တယ်ဆိုတာဟာကိုလုံဂရီဝှက်ယူထားတဲ့ဒင်ကားပြကြောင့်ပဲဖြစ်ပါတယ်။အဲ့ဒါကိုသဘောပေါက်သွားတဲ့ကိုလုံဂရီကလည်းဒင်ကားပြကိုပစ်ချရင်ထွက်ပြေးလာခဲ့ရပါတယ်။ဒင်ကားပြတွေအကုန်ပြန်ရလာပြီးမို့ဘူကြီးနဲ့တခြားဇွန်ဘီတွေလည်းဆက်မလိုက်ကြတော့ပါဘူး။ဒါမဲ့ဒင်ကားပြတွေကိုလာထိတဲ့သူတွေကိုတတလုံးခွင့်မလွတ်နိုင်တာကြောင့်ဆူရလာတဲ့ဂျန်တခုကိုထိုးလိုက်ပါတယ်။ဘူကြီးကမြေကြီးကိုလက်နဲ့ထိုးချလိုက်ပြီးစွာတို့မျိုးနဲ့နာစီဖုတ်ကောင်တွေကိုလှမ်းလို့လိုက်ပြီးစစ်ပွဲကိုစတင်ဖို့လိုလိုက်ပါတယ်။အင်အားနည်းနေသေးတဲ့ထင်တာကြောင့်အရင်ဆုံးအနေနဲ့ဘူကြီးတစ်ပါးကိုတတ်လိုက်ပြီး သူလည်းနဲ့မျက်နှာကိုကန်လိုက်တယ်ဆိုရင်ပဲဘုန်းကြီးကချက်ချင်းဆိုသလိုဘူကြီးရဲ့လက်အောက်ခံဖြစ်ပြောင်းသွားခဲ့ပါတယ်။တစ်ဖက်မှာတော့ကိုလုံးကလေးတယောက်တက်လို့ပြီးကားမောင်းပြင်းနေတော့လမ်းတနေရာမှာနင်းနေဖုံးနေတာကြောင့်ကားဘင်းချော်ပြီးလမ်းဘေးထိုးချသွားခဲ့ပါတယ်။ကန်ကောင်းစွာနဲ့ပဲစေယုံပေါ်မှာတတိပြန်ရလာတော့သူ့ကိုစောင့်ကြည့်နေတဲ့ကိုလာရွှေတို့ကိုတွေးလိုက်ရပါတယ်။ကိုလာရွှေတို့ကတောင်ပေါ်တက်ကြတဲ့ဖွဲ့ကိုကိုလုံးကလေးတက်လိုက်တယ်လို့ထင်နေခဲ့တာပါကိုလုံးကလေးကဇွန်ဘီတွေထလာပြီးအားလုံးကိုတက်ခဲ့ကြောင်းရှင်းပြခဲ့ပေမဲ့ဘသူကမှမယုံကြည်ခဲ့ပါဘူးဆရာဝန်ကလည်းကိုလုံးကလေးရဲ့လက်ကိုအံ့ဩစွာကြည့်နေပြီးသူထင်တာမှမဟုတ်ရင်ဇွန်ဘီရဲ့လက်ဖြစ်မယ်ဆိုပြီးပြောပြနေခဲ့ပါတယ် က်သွားတဲ့နေရာမှာလက်အသက်ပြန်ပေါက်လာတာလားကာမောင်ပြေတော့ကဇိုမီတကောင်ကောင်ရဲ့လက်များကြကြံခဲ့တာလားဆိုတာကိုတော့ကိုလုံဂရီကိုရိုင်းတော်နားမလည်နိုင်ခဲ့ပါဘူးဂျိုဒီရဲ့လက်ကဆံဝင်ကိုတတ်လိုက်ပြီးအခန်းထဲဝင်လာတဲ့ကိုလာရွှေကိုပါတပ်ပစ်လိုက်ပါတယ်ကိုလုံဂရီကတော့သူ့ရဲ့လက်ကိုသူကိုယ်တိုင်မထင်ကျုံနိုင်ခဲ့ပါဘူးဂရင်အောက်ကနေမောင်အေးဆိုတဲ့ကလေးလေးကပေါ်လာပြီးအကိုကြီးလက်အားတန်းနေတော့တရက်ပနဲ့ချင်းလဲလက်အားစုလာလာလားဆိုပြီးဆက်စုနေခဲ့ပါတယ်ပြီးတော့ကဘာကြီးကိုကက်တင်မို့အချင်းရောက်ပြီးဆိုပြီးတော့ခြိထားတဲ့ဂျိုးတွေကိုဖြုတ်ထုတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလက်ကထပ်ပေါက်လာပြီးမောင်အေးကိုဆွဲယူလိုက်ပြီးပြင်ကိုပစ်ထုတ်လိုက်ပါတယ် ကိုလုံဂရီလည်းပြေးလေးသွားကြည့်တော့သတိလက်နေတာကြောင့်အသက်ရှူအောင်ရင်ဘက်ကိုပြေးလိုက်တဲ့ဆိုရင်ပဲအားများလွန်းလာကြောင်းကြုံဝေသွားခဲ့ပါတယ် ဘက်မှာကိုလုံဂရီကိုလာကြည့်တဲ့ကိုလာရွှေကလည်းကိုလုံဂရီကမောင်ကြီးကိုတတ်တယ်ဆိုပြီးထင်လွဲသွားခဲ့ပြန်ပါတယ်။ကိုလာရွှေလည်းလိုက်ဖန်တာကြောင့်ကိုလုံဂရီလည်းပြေးနေလက်ကကားတစီရဲ့တစိုက်ကိုဖြုတ်ပြီးလှမ်းပစ်လိုက်တာကြောင့်ကိုလာရွှေလည်းနဖူးမှန်ပြီးခီးသွားခဲ့ပါတယ်။လူသက်မိသွားတဲ့ကိုလုံဂရီကလည်းကားတစီကိုမောင်းပြေးလာရင်သူ့အနေနဲ့နာစီဖုတ်ကောင်တွေကိုလွယ်လွယ်မရှင်းနိုင်ဘူးဆိုတာသဘောပေါက်သွားခဲ့ပါတယ်။အဲ့ဒါကြောင့်နာစီဖုတ်ကောင်တွေဘာလို့ဆက်ဖြစ်ကျင်နေတာလဲဆိုတာကိုသိရဖို့ဒုတိယကမ္ဘာစစ်အကြောင်းတွေတကယ်ချင်းကိုမြင့်ခွင့်နဲ့အတူလေ့လာလိုက်ကြည့်တော့မှနာစီတို့ကကလေးစားချေချင်နေတယ်ဆိုတာကိုသိလိုက်ရပါတယ် ချက်ချင်းဆိုသလိုပဲကိုလုံးကလေးတို့အနာကိုဇွန်ဘီတွေရောက်လာကြပြီးလူမှန်သမျှအကုန်လုံးကိုလိုက်ပြင်းပါတော့တယ်ရစ်စစ်လုံးတဲ့ဇွန်ဘီတွေကလူတွေရဲ့ဥကိုထုတ်ယူပြီးရေပိုက်တောင်တိုးလိုက်ပါသေးတယ်ဗိုလ်ကြီးကနာစီတို့ရဲ့ပြားလိုက်ထဲကိုဝင်လာခဲ့ကနာစီရိုးတွေကိုလိုက်ကြည့်နေခဲ့ပါတယ်ရုပ်ထုတွေထဲကနှစ်ခုကတော့လုံးကလေးနဲ့မြကွင်းတို့ပါတခြားဇွန်ဘီတွေကလည်းပြားလိုက်ထဲကပစ္စည်းအလုံးကိုတင်းကျုံယူပြီးထွက်သွားခဲ့ပါတယ်ဘယ်သူမှမရှိတဲ့ချိန်ပြင်ထွက်လာကြည့်တော့ဇွန်ဘီအကိုက်ခံထားရတဲ့လူတို့ကဇွန်ဘီဖြစ်ပြောင်းသွားခဲ့ပြီးလိုက်ကိုက်နေတာကြောင့်လုံးကလေးကလည်းသူ့ရဲ့လက်အားစုထားတဲ့ညာလက်နဲ့ဇွန်ဘီကိုတကောင်တကောင်ချင်းပြန်ချခဲ့ပါတယ် အရင်ကဆိုလုံကရီယာလူရင်ကြီးတယောက်ဖြစ်တာကြောင့်အခုလိုတတ်မဲ့ဖြစ်မဲ့မဆိုထားနဲ့ချင်းပူတော်မြစ်တာတရားရှိတာပြီးတတ်တဲ့သူမဟုတ်ပါဘူးအခုများတော့လာတဲ့ကောင်းတိုင်းလို့ဝမ်ပက်မန်လုံးနေတော့ကိုမြကွင်းအောင်အန်ဟောနေရပါတယ်ကိုလုံကရီတွေ့လိုက်တဲ့ဇွန်ဘီတကောင်ကမျိုးလုံးပွင့်ပြီးကိနေတာကိုစိတ်မကောင်းတော့မျိုးလုံးကိုပိတ်ပစ်လိုက်တဲ့အခါမှာဇွန်ဘီပြန်တို့လာခဲ့ပါတယ်အဲ့ဒါကိုတစ်ပြန်ရှင်လာပြီးသူ့ကိုကိုက်မဲ့ထင်တာနဲ့ပြန်ချခဲ့ပါတယ်တကယ်တော့မျက်နှာကိုထိလိုက်တာကြောင့်ဇွန်ဘီကလုံကရီရဲ့သက်စာကန်ဇွန်ဘီဖြစ်သွားခဲ့တာပါဒါမဲ့ဇွန်ဘီခင်ဗျာကံမကောင်းရှာပါဘူးခီးတဲ့၃ယောက်ကပစိနဲ့ခေါမန်အောင်ပြစ်လိုက်တာကြောင့်ခီးသွားခဲ့ပါတယ်။ကိုလို့ရှိမက်လေးလုံးနဲ့ညီညီတို့ကခီးသွားတယ်ပါ အစကနေစုံမြင်လိုက်ရတာမို့ကိုလုံးကလေးကိုကူညီဖို့ရောက်လာကြတာလည်းဖြစ်ပါတယ်။ဇွန်ဘီကေမက်တရဆိုပြီးတက်ပုံရိုက်နေတော့မှာကိုလုံးကလေးကအသက်ပြန်ရှင်အောင်လုပ်တဲ့အခါမှာတော့ကိုလို့ရှင်ကဒီတိုင်းဆိုရင်ဇွန်ဘီတွေကိုအသက်ပြန်ရှင်အောင်လုပ်ပြီးနာဇီဇွန်ဘီတွေကိုပြန်ချဖို့စစ်တပ်ကြီးလှုပ်လို့ရတယ်ဆိုပြီးရွှေညံတော်ဆူချလိုက်ပါတယ် အဲအကြောင်းကိုလုံဂရီကိုလောရှီနဲ့ဇွန်ဘီကကိုလောရှီရဲ့ဂျန်တိုင်းဆိုဘီရဲ့စစ်တင်းကြိုင်းကိုတွားခဲ့ပြီးကုမြက်ကွဲနီနီမလေးလုံးတို့ကဇွန်ဘီတွေကိုလိုက်ရှာပြီးသူတို့တတ်မှတ်ထားတဲ့နေရာကိုမျှကွက်လာဖို့တာဝန်ခွဲလိုက်ကြပါတယ်။နှစ်ပေါင်း80ကြာပြီးမှဒုတိယကမ္ဘာစစ်အခန်းဆက်ကိုကြီးရှုရတော့မယ်။နာဇီဇွန်ဘီနဲ့ဆိုဘီရဲ့ဇွန်ဘီတို့နောက်ဆုံးမှထိတိုက်တွေ့ကြပါပြီ။ဇွန်ဘီဆိုပေမဲ့ခေတုံမုတ်တဲ့ဇွန်ဘီတို့ကတင်ကားတွေကိုတောင်ဝင့်ညောင်ဝင့်ညောင်နဲ့မောင်းလာကြပါသေးတယ်။ကွင်းမြင့်ကြီးရဲ့မှာဇွန်ဘီစစ်တပ်တို့အသေးသေးတိုက်ခိုက်ကြတယ်ဆိုပေမဲ့နာဇီတို့ဘက်ကတင်ကားတွေပါလာတာကြောင့်မန်ယူနဲ့လီဗာပူးတွေ့တယ်လို့ပါပဲ။ကိုလုံဂရီတို့ဟာဂရုံးမော်ထိတ်ခွက်ခံလိုက်ရလို့ရှုံးနေခဲ့ပါတယ်။ အနာပါဝါတိုးလာတဲ့နာစီတို့ကတော့မြို့ရင်းထဲကိုဝင်ရောက်တောင်းကျခဲ့ပြီးတရင်ဝင်တိမ်ထွက်ရှိသမျှလူတိုင်းကိုလိုက်တက်နေကြပြီးကျန်းကျင်တိုင်းကျန်းရန်ကျင်တိုင်းရန်နေပါတော့လေတစ်ဖက်မှာလည်းထွက်ပြေးလွတ်မြောက်လာတဲ့ကိုလုံးကလေးတို့ဟာမြေကြီးရဲ့အေးခဲနေတဲ့တနေရာရောက်လာခဲ့ပြီးဒီနေရာမှာဒုတိယကမ္ဘာစစ်တုန်းကဆိုဗီယက်စစ်သားတွေအများကြီးမြုပ်နှံထားတယ်ဆိုတာကိုသိလိုက်တဲ့အခါမှာတော့နာစီဇွန်ဘီပိုကြီးလို့တို့မြေကြီးကိုအားနဲ့ထိုးချလိုက်တော့စာအတမျိုးကမြုပ်နှံထားတဲ့ဆိုဗီယက်စစ်သားအားလုံးကိုတက်ပြန့်ရှင်လာစီခဲ့ပါတယ်လူစိမ်းကောင်ဇွန်ဘီတန်ဂရုံးဇွန်ဘီ ဂျက်စပီရိုဇွန်ဘီစားတဲ့ဇွန်ဘီတွေကလည်းအများကြီးပါနှုတ်ထလာခဲ့ကြပြီးကိုလုံဘီရဲ့စကားကိုနားထောင်ခဲ့ကြပါတယ်ဒီလိုနဲ့နာဇီနဲ့ဆိုဗီယက်တို့ဟာနောက်ထပ်စစ်ပွဲကိုနှွေးခဲ့ကြပြီးနာဇီတို့ကတင်နာခဲ့ပါတယ်ဆိုဗီယက်ဇွန်ဘီဗိုလ်ကြီးကနာဇီဗိုလ်ကြီးနဲ့ချကျင်တာကြောင့်နာဇီဇွန်ဘီကလည်းတင်ကားပေါ်ကနေဆင်းလာပြီးဝမ်းဝမ်းချကြပါတော့တယ်နာဇီဗိုလ်ကြီးကဆိုဗီယက်ဗိုလ်ကြီးကြောင့်ထိနာနေတုန်းမှာပဲတခြားဇွန်ဘီတကောင်ကဆိုဗီယက်ဗိုလ်ကြီးကိုဝန်ချခဲ့ရကြောင်းခီးသွားခဲ့ပါတယ်နာဇီတို့ကတော့အကွက်အမြဲတားခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဆရာဝန်ဇွန်ဘီရှိနေလို့ပါတန်ရာရလာတဲ့ကောင်တွေကိုဦးရိစာကောက်ရိုးတွေတိတ်ပေးလိုက်ပြီး က်နေတဲ့ခြေလွတ်တဲ့နေရာမှာလည်းဒူချောင်းတွေစားထိုးပေးပြီးတော့ပြန်သွားချခိုင်းခဲ့ပါတယ်။အဲဒါကြောင့်ဆိုဗီယက်ဇွန်ဘီတွေပဲတုံယုံကြကုန်ကြပြီးနာစီဇွန်ဘီတွေကတော့ဒုံရင်ဒုံရင်ပါပဲ။အဲလိုနဲ့ကိုလွန်ဂရီကလည်းနာစီဇွန်ဘီတို့ကိုပြက်ရှင်းဖို့ကတက်သွင်းထားတဲ့ပူကြီးကိုတတ်ဖို့လိုတယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။အဲဒါကြောင့်ကိုလွန်ဂရီနဲ့ဇွန်ဘီတွေကဖိုက်တင်ချကြရင်အင်းဒီကူရဲကြောက်သွားခဲ့ပါတယ်။ပူကြီးကတည်တည်ချာချာလေ့ကျင့်ထားတာကြောင့်ကိုလွန်ဂရီကမနိုင်ခဲ့ပါဘူး။ကုလောရှီတို့ကတင်ကားကိုတက်မောင်းပြီးအိမ်ထဲဝင်ချလာတာကြောင့်ပူကြီးနဲ့ကိုလွန်ဂရီလည်းတင်ကားပေါ်ရောက်သွားခဲ့ပါတယ်။ဒါမဲ့ပူကြီးကတော့အမြောက်ပြောင်းသွားမှရက်နေတာကြောင့်ခုံးပြတ်သွားခဲ့ပါတယ်။ ပိုကြီးစုံပြီးတည်သွားတာနဲ့တခြားစုံပြီးလည်းတည်ကုန်ကြပါတယ်။ရုပ်ရှင်ရဲ့နောက်ဆုံးပိုင်းမှာဆိုရင်တော့ကိုလုံကရီယာသူ့ရဲ့ချစ်သူအုပ်ကိုလေးကိုပြန်ဖွဲ့လိုက်ပြီးအစ်စ်ပြန်တွင်လိုက်ပါတယ်။အဆုံးထိနားဆင်ပေးကြရတဲ့ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။